အားလုံးပဲမင်္ဂလာပါအခုတင်ဆက်ပေးမှာကတော့စနေသားသမီးများအတွက်2026ခုနှစ်တနစ်စာဟောစရံပဲဖြစ်ပါတယ်စနေသားသမီးတွေဟာဒီနေ့မှမျက်နှာပွင့်မယ်ထင်ရှားကြော်စောမယ်ဝေကြီးလက်လာပါတွေဝင်ပါမယ်ဒီနေ့မှခါတိုင်းတက်ဖို့ပြီးကောင်းမှုကုသိုလ်များများဆောင်ရွက်မှသာအလုံးများငွေများလက်မလဲအောင်ရရှိတတ်ပါတယ်ဆွေမျိုးပတ်ဝန်းကျင်အချွေရများအားကောင်းမဲ့နေ့ဖြစ်ပါတယ်အထက်လူကြီးတွေရဲ့မာဇာမှုကြောင့်ရာထူးတိုးမယ် ိုးအိမ်နေရာသစ်တွေရရှိပါမယ်။ခီးသွွာလာလောက်ကင်ရတဲ့အလုပ်တွေမှာအမြဲဆွံ့များရရှိပါလိမ့်မယ်။တနင်္ဂနွေသားသမီးတောက်ကြသားသမီးတို့အကျိုးပေးပါလိမ့်မယ်။စီးပွားရေးငွေကြေးစည်းစိမ်မှု ကောင်းဝင်ပြီးလုပ်ငန်းများတည်ငြိမ်လာပါလိမ့်မယ်။ဒီနေ့မှာအလုပ်သစ်စီးပွားရေးအသေးစတင်ဖို့အခွင့်အလမ်းသစ်တွေပေါ်ပေါက်လာနိုင်ပါတယ်။အိမ်ချမ်းမြေအကျိုးဆောင်လုပ်ငန်း၊ဥယျာဉ်ချမ်းမြေလုပ်ငန်း၊ပန်းစိုက်ပျိုးခြင်းလုပ်ငန်း၊အကျိုးဆောင်လုပ်ငန်းများမှာအကျိုးအမြတ်များရရှိနိုင်ပါတယ်။ အစုရှယ်ယာဝင်ချင်းရေလုံငန်း၊ဝင်းမြူရေလုံငန်း၊စိုက်ပျိုးရေးပစ္စည်း၊ထီးဖနက်အထည်ရောင်းဝယ်ခြင်းလုပ်ငန်း၊ခီးသွွားဝန်ဆောင်မှုလုပ်ငန်း၊စားသောက်ကုန်လုပ်ငန်း၊စားသောက်ကုန်ပစ္စည်းဖြန့်ချိခြင်းလုပ်ငန်း၊လောက်ကင်ခြင်းနဲ့အထူးကောင်းမွန်ပါတယ်။လုပ်ငန်းကိစ္စဆောင်ရွက်ရမှာပို့တူတနင်္လာသားသမီးများနဲ့တွဲဖက်ဆောင်ရွက်တင်ပါတယ်။လူမှုရေးအဟောအနေနဲ့ကတော့စနေသားသမီးတွေဟာအများအကျိုးပြုတဲ့အလုပ်တွေမှာပါဝင်ဆောင်ရွက်တာတွေ ်ငယ်ချင်းမိသားစုတွေကိုကုညီဖေးမှလှူဆောင်ခြင်းဖြင့်ကိုယ်ကံကိုမြင့်တင်နိုင်ပါတယ်လူချင်းလူကင်းပေါ်များမဲ့နှစ်ဖြစ်ပါတယ်ဘာသာရေးလိုက်စားပြီးဘာသာရေးဆွေးနွေးခြင်းများပြုလုပ်ပေးသင့်ပါတယ်ပညာရေးအနေနဲ့ကတော့စနေသားသမီးတွေဟာပညာသင်ကြားနေသူအသင်ဝင်ကျောင်းဆိုင်ရာအတတ်ပညာလေ့လာနေသူတွေအောင်မြင်မှုတွေရရှိမဲ့နှစ်ဖြစ်ပါတယ်ပညာရဲ့နှမျိုးကိုတပြိုင်တည်းလေ့လာနေသူများဖို့ထူးခြားစွာအောင်မြင်မဲ့နေ့ဖြစ်ပါတယ် ြည်ပပညာသင်အတွက်ရည်မှန်းထားသူများအောင်မြင်မှုရရှိပါလိမ့်မယ်။အခြေရေးအနေနဲ့ကတော့အပြုလူပြိုများအနေနဲ့စိတ်ရင်းမှန်ကန်တဲ့ချစ်သူတို့နဲ့ဆုံတွေ့ရနိုင်ပါတယ်။ဆက်ဆံရေးကိုလေးလေးနက်နက်စောင့်သိနေနှစ်ဖြစ်ပါတယ်။အိမ်တော်ရှင်များအနေနဲ့မိမိအိမ်တော်ပိုင်းနဲ့အချင်းချင်းပျော်ရွှင်ချမ်းမြေ့ရမယ့်အချိန်ကာလကိုဖန်တီးနိုင်ပါလိမ့်မယ်။အိမ်တော်ရှင်များသားသမီးရဲ့နာထွန်းကားမယ်။သားသမီးကြောင့်အုံသတင်းကြော်စောမယ်။အိမ်တော်ရေးကံကောင်းပါမယ်။ ကျမ်းမာရေးအနေနဲ့ကတော့စနေသားသမီးတွေကကျမ်းမာရေးမှာအသေးယောဂါစီးဘူးစီးကိုက်သွေးချိုစီးချိုယောဂါကြီးပေါင်းလေယောဂါခါကိုက်ခြင်းတွေဖြစ်တတ်ပါတယ်။ဝမ်းပိုင်းနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါတယ်။သွေးလေမညင်ညွတ်ခြင်းတွေဖြစ်တတ်ပါတယ်။ကျမ်းမာရေးမကောင်းရင် စနေသားသမီးများအနေနဲ့ကစွန်းညွတ်23ညွတ်ကိုဒူးမအချစ်ဖျားထိထားပြီးအိပ်ပါ။နွယ်သွားတဲ့ကစွန်းညွတ်တွေကိုဇာတာပရိသသမီးတူအူအားရောက်ရက်ကိုစွန်ခိုင်းပါ စနေသားသမီးတွေဟာဒီနှစ်တရက်တလာ2026မှာစ၍73ရက်လေလာ2026အထိအကောင်စုတွင်တွဲနေပါမယ်။ပညာရေးနဲ့အကြီးအကဲတွေကို အလေးထားကူညီခြင်းဖြင့်ကံကောင်းခြင်းများရရှိနိုင်ပါတယ်။ဒီနှစ်မှာလူစုလူဝေးများပြားတဲ့နေရာတွေကိုသွားလာခြင်းအထူးဆောင်ခြင်းဖြစ်ပါတယ်။အနာရခီးသွားလာခြင်းကျူဆိုင်ရမယ်။ဆက်ပစ္စည်းများခိုင်းတွေရမှာကျူဆိုင်ပေးပါ။သူတော်ဘာရဲ့အနောက်ဆက်ကြောင့်ဥပဒေနဲ့ရင်ဆိုင်ရတတ်ပါတယ်။ စနေသားသမီးများဒီနေ့ဆယ်လေးရက်လေးလ2026မှာစ၍15ရက်6လ2026အထိလုပ်ငန်းဆိုင်ရာအကျိုးအမြတ်များဖြစ်ထွန်းပါမယ်အလို့အကိုင်းပိုက်ဆံကိစ္စတွေကိုစနစ်တကျစီမံခန့်ခွဲပါစီမံချက်နဲ့လှုပ်ဆောင်မှာအောင်မြင်မှုများရရှိပါမယ်စနေသားသမီးများအနေနဲ့လုပ်ငန်းရှင်အချင်းချင်းပေါင်းဖက်တာအလုပ်လုပ်တာမျိုးမိတ်ဆွေကောင်းတွေရဲ့အကူအညီနဲ့လုပ်ငန်းချက်တွေနာမျိုးလုပ်ကင်ပါကအောင်မြင်မှုအထူးရရှိမဲ့နေဖြစ်ပါတယ် ိမိလည်းအောင်ငယ်သားတွေရဲ့အားဖြင့်ထောက်ခံမှုကိုရရှိတတ်ပါတယ်။ငွေရေးနယ်ပယ်မှာလည်းဆက်ဆံရေးကောင်းမှုပြီးအထောက်ပံ့ကောင်းတွေရရှိနိုင်ပါတယ်။စနေသားသမီးအသက်38နှစ်42နှစ်52နှစ်တွေကအပြောင်းလဲအောင်မြင်မှုအခွင့်အရေးများ ဝင်ရောက်လာတတ်ပါတယ်။16နှစ်18နှစ်29နှစ်မှ32နှစ်အထိ36 39 40 41 48 49နှစ်တွေကကံကျင်းတဲ့နှစ်တွေဖြစ်ပါတယ် အစအစအရရသတိထားပြီးလောက်ကန်ဆောင်ရွက်တင်ပါတယ်။စနေသားသမီး1ကျွင်း2ကျွင်း3ကျွင်း5ကျွင်းအင်းနေအကျွင်းငွေဖွားသူတွေကဒီနှစ်မှာငွေဝင်မယ်ထိပေါက်တယ်လို့ငွေဝင်ပါလိမ့်မယ်။စီစဉ်ဥစ္စာပိုင်ဆိုင်မှု မြင်မာမယ်နှစ်ဖြစ်ပါတယ်။အလောအကန်မှာကောင်းကျိုးဖြစ်ထွန်းမှုကိုခံစားရမယ်နှစ်ဖြစ်ပါတယ်။အရေးကြီးသောအလုပ်တွေကိုဆောင်ရွက်ရမှာလည်းထူးထူးခြားခြားအောင်မြင်မှုရရှိတတ်ပါတယ်။အင်းတော်ဘက်ကောင်းကျိုးပေးမယ်။မိမိပြောဆိုသမျှအောင်မြင်မဲ့နေ့ဖြစ်ပါတယ်။ သားသမီးတွေကိုအလူမင်္ဂလာပြုလုပ်ပေးရတာပါတယ်။ရွှေလူရင်းနေဝိမယ်။ဆရာကောင်းသမားကောင်းတို့နဲ့အနီးကနေထိုင်ခွင့်ရပြီးတင်းတင်းဆုံးမမှုကြောင့်အောင်မြင်မှုများရရှိတတ်ပါတယ်။သူအဟောအနေနဲ့ကတော့စနေသားသမီးတွေဟာအဝါနှုတ်ရောင်အဖြူရောင်တွေကိုအသုံးပြုခြင်းဖြင့်စိတ်ကြည်လင်လန်းဆန်းစေပြီးအခက်အခဲများကိုကျော်လွှားရန်အထောက်အကူပြုပါလိမ့်မယ်။အရေးကြီးသော အလုပ်များလှုပ်ဆောင်မယ်ဆိုရင် တနင်္ဂနွေနေ့ဗိုလ်တော်ဦးစာသာပရိနေတွေမှာလှုပ်ဆောင်ပါ စနေနံပစ္စည်းတနင်္လာနံပစ္စည်းအဖြူရောင်အနှက်ရောင်ရှိတဲ့ပစ္စည်းများဝယ်လျင်လက်မခံပါနဲ့ခိုက်တတ်ပါတယ်။အသေးအမွှားကိစ္စလေးတွေနဲ့လည်းစကားများရင်ဖြစ်ခြင်းကိုရှောင်ပါ။ကိုကိုကိုမာနာကြီးတာအထက်စည်းဆန်တဲ့စိတ်ကို ရှောင်ကြဲသင့်ပါတယ်။ဆက်ဆံရေးကိုထိခိုက်ပြီးမိကောင်းဆွေကောင်းတွေဆုံးရှုံးစေနိုင်ပါတယ်။အသေးပွဲကိစ္စတွေမှာလည်းအငင်းပွားတာရင်လိုပြောဆိုတာတွေတတ်နိုင်သမျှရှောင်ကြဉ်သင့်ပါတယ် စနေသားသမီးများအတွက်ဆောင်းရဲရှောင်းရဲရရအနေနဲ့ကတော့အကျိုးပေးမိအရာမှ ဖလိမ်ပေါ်ရောင်အဝါရောင်အပြာရောင်အဖြူရောင်တို့ဖြစ်ပါတယ်။ရှောင်းရဲအရောင်များမှာအစိမ်းရောင်ခင်းရဲရောင်တို့ဖြစ်ပါတယ်။အကျိုးပေးမိအဆောင်ရတနာများအနေနဲ့ကတော့နီလာကြောက်ဖြစ်ပါတယ်။အကျိုးပေးသောအခေယာမှာအဝါကဟာတို့ဖြစ်ပါတယ်။အကျိုးပေးသောကနဲမှာငါတေခွန်တုံညာတို့ဖြစ်ပါတယ်။ ကံကောင်းစေရန်ရရယာအနေနဲ့ကတော့စနေသားသမီးတွေဟာတနေ့ပတ်လုံးမိမိမွေးနေ့တိုင်းတစ်လမှာတည့်ရမိမိမွေးနေ့မှာအုံညွန်းဩဇာညွန်းနှင်းစီပန်ငါးပွင့်စီထည့်ပြီးဖခင်မှာပူဇော်ပေးပါအုံထမင်းကောင်းညင်းပါမချိတ်ပေါင်းဆွန်းတော်ကဲ့လူပေးပါဇရက်ကြောင်းနေမှာတမျက်စီတစ်ချောင်းလှူပေးပါစနေနေ့မနေ့စောစောဖခင်တဆူဆူရဲ့စနေတော်မှာထီးအနီသက်စီလှူပါဘုံကြီးเจ้าကိုစတုမတုလှူပေးပါ မကြာခဏဖယားရှိကိုတာမေတ္တာပို့တာရတွေပြုလုပ်ပေးပါယဟန်သံဃာသီလရှင်များကိုစွန်ဝတ္ထုငွေကတ်လူ ပူဇော်ပါဘေးရန်အမျိုးမျိုးမှာလူကင်းရဲ့စနေသားသမီးများ စနေနဲ့အင်္ဂါနဲ့ဖယားတဆူဆူမှာထီတော်လူတန်းမှာဘလတ်ရွှင်စင်ရဲ့စနေသားသမီးများအနေနဲ့အုံညွတပည့်ညွကိုအိရှိဖယားညောင်ရီဦးမှာလူပါအင်းတကားဝတွင်လည်းချိန်ဆွဲပါခွန်ရဲတဲ့ချင်းလဲပေးပါအေအနောက်ဘက်မှာထမ်းမေဆိုင်ပါ အိမ်တော်ရဲ့အစီအမပြေလင်ဘရောက်သား12လမစီနှချောင်းပြုလုပ်ပါပြီးရင်အိမ်ရဲ့မြင်သာတဲ့နေရာမှာ စနေနေ့တနာီခွဲမှာချိတ်ဆွဲပါဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးခဲ့တာကတော့စနေသားသမီးများအတွက်2026ခုနှစ်တနစ်စာဟောစနမ်းပဲဖြစ်ပါတယ်2026နှစ်သင်မှစ၍ကံကောင်းခြင်းတွေပိုင်ဆိုင်ကြပါစေလက်လာပါတွေရှင်လန်းကြပါစေစီးပွားဥစ္စာ DLA တိုးပွားကြပါစေ အသက်ရှူတိုင်းငွေဝင်ကြပါစေ။ဟိယသူမျိုး၅ပါ။ကတ်ကြီး၃ပါ၊ဘေးရန်အမျိုးမျိုးမှာကင်းဝေးကြပါစေ။ကျန်တိုင်းအောင်ဆောင်းတိုင်းမြောက်ကြပါစေလို့ဆုတောင်းမေတ္တာပို့တာပေးလိုက်ပါရစေ။ခொနည်းရသားသမီးများရဲ့2026ခုနှစ်တနစ်စာကတ်ဒမာအခြေအနေဟောစရန်တွေကိုအားပေးကြည့်ရှုနားဆင်ပေးခဲ့ကြပါအောင်ခင်ဗျာ။အခုလိုနားဆင်ပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။